ကွေးတိုင်းစလင်းမြို့ဘက်ကနေဆင်းဖြူကျိုးမြို့ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဂျမ်ဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်က ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကပြောဆိုထားပါတယ်။ယမန်နေ့အော်တိုဘားလ18ရက်မွန်းလယ်2:25မိနစ်အချိန်စလင်းမြို့ဘက်ကနေဆင်းဖြူကျိုးမြို့ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဖောကားနစီနဲ့ချီလင်းစစ်ကြောင်းကိုစလင်းဆင်းဖြူကျွန်းလမ်းပိုင်းမှာစလင်းမြို့ပြယူကြီးပျောက်ကြားတပ်ဖွဲ့တွေကအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲစစ်တပ်ကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ပြီးစစ်လင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုကတော့ရှိတယ်ကျွန်တော်တို့လည်းဆက်လက်စုံစမ်းဆဲပါအောင်စစ်ကောင်စီတပ်ကစစ်လင်းမျိုးကနေပြီးတော့စင်ဖြူကျွန်းဘက်ကိုသူတို့ကားနှစ်စီးနဲ့ခြေလင်းစစ်ကြောင်းလဲပါတယ်သူတို့စစ်ကြောင်းထိုးလာတာကိုလမ်းပိုင်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်သူညီနောင်စစ်လင်းတရင်တာဝန်ခံကရှင်းပြထားတာဖြစ်ပါတယ် အလားတူပဲစကိုင်းတိုင်းမြင်းမှုမြို့နယ်တောချောင်းဦးရဲကင်းကုန်းစခန်းကိုလည်းဒေါ်လိုင်းတက်တွေကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Sniper Ranger Force Local PDA မှတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အော်တိုဘာလ19ရက်နေ့ည10:30မိနစ်ခန့်မှာမြင်းမှုမြို့နယ်တောချောင်းဦးရဲကင်းကုန်းစခန်းကို Sniper Ranger Force Local PDA က60မမလက်နက်ကြီး3လုံးနဲ့ပြစ်ခတ်ခဲ့ရမှာ ဘုံနှလုံးမှာရေကင်းတဲ့ကိုကြာရောက်ပေါက်ကွဲခဲ့ပြီးကြံတလုံးကရေကင်းတဲ့မီတာ30နီကိုကြာရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီတိုက်ခတ်မှုတွေအတွင်းမှာချမ်ဘက်စစ်ကောင်စီတပ်ကခုနှစ်ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အသေးစိတ်ကတော့ပြောရရင်ညဘက်တွေပြည်သူတွေရှိရာဘက်ကိုစစ်ခွေးတွေကလက်နက်ငယ်တွေနဲ့ပစ်ဖောက်တဲ့အတွက်ပြန်လည်ပစ်ခတ်ခဲ့တာပါ။စစ်ခွေးအင်အားကတော့48ဦးရှိတယ်။ဒီကောင်တွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပါတယ်။ သူတို့ဘက်ကစာပြီးပြည်သူတွေရှိရာဘက်ကိုပြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကလည်းပြန်လဲပြစ်လိုက်တာပါဘုံနှလုံးကတော့စခန်းထဲကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်ကျန်တလုံးကတော့စခန်းမှုအဆောင်နာကိုကြားတယ်လို့သိရတယ်အဲ့ဒီစခန်းကိုကာကွယ်ရေးတပ်တွေဘက်ကအချိန်ချင်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့်လေကြောင်းနဲ့တစ်လျှောက်လုံးခုတ်ကန်နေတဲ့အတွက်သိမ်းမရသေးတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်ထိခိုက်မှုကတော့9ဦးလောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Sniper Ranger Force Local PDM မှာတာဝန်ရှိသူတူကပြောဆိုထားတာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကတော့ Sniper Ranger Force Local PDM ဒေသခံရကြေးပကဖားနဲ့ပအဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာယူဇနာဥယျာဉ်မြို့တော်မှာတိုက်ခန်းများဆေးတုပ်ရန်လို့ဆိုက တိုက်ခန်းတစ်ခန်းအတွက်တလားတသိန်းလုံခြုံရေးကြီး3000စစ်မှုထမ်းကြီးလစဉ်1000အပါဝင်အိမ်အောင်စုတစုလျင် တလားတသိန်း1300ကျပ်ကိုအုတ်ချုပ်ရီမှုခင်မောင်စင်ကအာရမကောက်ခံနေတဲ့အကြောင်းမှာရန်ကုန်တိုင်းတကုံမြို့သစ်စိတ်ကဲမြို့နယ်ယူဇနာဥယျာဉ်မြို့တော်မှာတိုက်ခန်းများဆေးတုပ်ရန်လို့ဆိုကတိုက်ခန်းတစ်ခန်းတလားတသိန်း လုံခြုံရေးကြီး3ထောင်စစ်မှုထမ်းကြီးလစဉ်1000အပါဝင်အိမ်အောင်စုတစုလျင်လစဉ်33300ကျပ်ကိုအမှတ်94ရပ်ကွက်အုပ်ချုပ်ရေးမှုခေမောင်စင်ကကောက်ခံနေတာဖြစ်တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။ယမန်နေ့အော်တိုဘားလ18ရက်နေ့မိုးလင်းတနားရီ30မိနစ်အချိန်ကတကုံမျိုးသက်စိတ်ကမ်းမျိုးနဲ့ယူဇနာဥယျံမျိုးတော်အမှတ်94ရပ်ကွက်ဖူးဆဲဘောလုံးအကစားကွဲမှာရပ်ကွက်အုပ်ချုပ်ရေးမှုခေမောင်စင်ကအစည်းအဝေးခေါ်ယူခဲ့ပြီးတဲ့နောက်ရပ်ကွက်အတွင်တိုက်ခန်းများဆဲတုပ်ရန် တိုက်ခန်းတခန်းလျင်လောက်စဉ်တသိန်းကောက်ခံမှာဖြစ်ကြောင်းနဲ့ရက်ွက်လုံခြုံရေးကိစ္စများအတွက်လုံခြုံရေးကိန်းများထားရှိပြီးလုံခြုံရေးဆောင်ရွက်နိုင်ဖို့တိုက်ခန်းတခန်းလျင်လောက်စဉ်3000ကျပ်တက်မှတ်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါလောက်စဉ်ကြေးတွေကို2026ဇန်နဝါရီလမှစတင်ကောက်ခံသွားမှာလို့လည်းခေါ်ယူပြောဆိုကြကြောင်းသိရပါတယ်။အုတ်ကြီးခံမောင်စင်ကတိုက်ခတ်တခန်းကိုတလာတသိန်း၊ကင်းကြီးကလာစဉ်တိုက်ခတ်တခန်းကို3000ကောက်တယ်။နောက်ပြီးစစ်မှုထမ်းကြီးကတလာကို1000ကောက်တယ်။အဲ့ဒီတော့တိုက်ခတ်တခန်းကိုတလာတသိန်း1000 3000ကျပ်ရက်ွက်ကကောက်မှာ စီးပွားရေးကျက်တဲ့လို့လူတွေအဆင်မပြေလို့အကုန်ဒုက္ခရောက်နေတဲ့အချိန်မှာတလောက်ကိုတသိန်း2000ပတ်ဝန်းကျင်လောက်စင်ဘလို့ပေးနိုင်မလဲပြည်သူတွေဘက်ကမစင်စားဘူးသူတို့လှုပ်ချင်ရလှုပ်ဖို့ပဲလို့ယူဇရာဥယျာဉ်မြို့တော်အမှတ်64ရပ်ကွက် A ဘလော့မှာနေထိုင်တဲ့ပြည်သူတူကပြောပြထားတာဖြစ်ပါတယ်ဒါပြန်အုပ်ချုပ်ရေးမှူးခင်မောင်စင်ကရပ်ကွက်အတွင်းရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့မဲပေးနိုင်ဖို့အတွက်တတ်မှတ်ထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့အညီ ရက်ွက်ရွေးကော်ကော်မရှင်ရုံးမဲပေးနိုင်ရေးဆောင်ရွက်စီလိုကြောင်းပြည်သူများကိုဖိအားပေးလာတယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှူးခေမောင်စင်ဟာစစ်တဲလိုကြပြည်သူများပေါ်ဖိနှိပ်ရန်ကားနေသူတို့ဖြစ်ပြီးလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေသူတို့လည်းဖြစ်ပါတယ်။ဒါ့အပြင်ရက်ွက်တွင်မှရှိတဲ့၎င်းနဲ့အစမပြေတဲ့မိသားစုတွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်တက်ပြီး2023ခုနှစ်နိုဝင်ဘာလ10ရက်နေ့ည9:00အချိန်က တကုံမြို့သိစိတ်ကမ်းမြို့နယ်ယူဇနာ94ရပ်ကွက်မှာလူငယ်မောင်စောကိုကိုထက်ကိုယူဇနာ94ရပ်ကွက်အုပ်ချုပ်ရေးမှူးခေမောင်စင်နဲ့ပြူစောထီအဖွဲ့ကအကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ပြီးငှက်ကြီးတောင်ဓာတ်နဲ့တစ်ချက်တည်းထိုးတက်ခဲ့ပူးတယ်လို့လဲဆိုပါတယ်ဒီလိုလူသက်မှုကျူးလွန်ခဲ့တော့လဲအုပ်ချုပ်ရေးမှူးခေမောင်စင်ဟာစစ်တပ်ဘက်တော်သားဖြစ်တာကြောင့်တစုံတရာအေးအေးခံရခြင်းမရှိပဲဒီကနေ့ချိန်မှာအုပ်ချုပ်ရေးမှူးအဖြစ်ဆက်လက်လုပ်ကိုင်ကပြည်သူများပေါ်အနိုင်ချင်းရန်ကားစော်ကားမှုတွေဆက်လက်လုပ်ကိုင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ လဲကူးမြို့နယ်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်မှုကရက်ကျေးအုပ်ချုပ်ရေးမှုတူနယ်ပြူစောထီတိုးသိမ်းဆုံးသွားတဲ့တဲ့မှာရန်ကုန်တိုင်းလဲကူးမြို့နယ်တရေဘူးကြီးရွာမှာရှိတဲ့မြို့နယ်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာအရတော်ဖို့ပြင်ဆင်နေတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတူနယ်ပြူစောထီတိုးသိမ်းဆုံးခဲ့တယ်လို့ရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူတူကပြောဆိုထားပါတယ်။အော်တိုဘားလ18ရက်နေ့ည6:50မိနစ်အချိန်ခန့်က လဲကူးမြို့နယ်တရေဘူးကြီးဝမှာရှိတဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုယုံကိုပြင်းအားမြင့်မိုင်းတစ်လုံးနဲ့လက်ပစ်ဘုံနှလုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းမှာအုပ်ချုပ်ရေးမှုယုံမှာရက်တောက်ဖို့ပြင်ဆင်နေတဲ့အုပ်ချုပ်ရေးမှုတူနဲ့ပြူစောထီတူဘုံထိမှန်ပြီးလေဘောပြန်ဝဲကာပွဲချပြီးတည်ဆုံသွားသလိုထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။ညနေဆောင်ထွေဦးယုံမှာရက်တော့ဖို့ပြင်နေတဲ့အုတ်ကြီးတကောင်နဲ့ပြူတကောင်တော့ဘွဲချပြီးသေးပါတယ်အရက်ဝိုင်းထဲမှာကျန်တဲ့ကောင်တွေလည်းထိခိုက်ဒဏ်ရာရတယ်လို့သိရတယ် အုပ်ကြီးကတော့ဝဲလာတဲ့ပလင်းတွေတောင်မတောက်သွားရရှာဘူးလို့ရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကတော့ရန်ကုန်အာမေဝိုင်းရီနဲ့အနောက်ပိုင်းခရိုင်ပါကာဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအချမ်းပဲစစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအချမ်းပဲစစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်းနေကြသူတွေကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်အာမေဝိုင်းရီအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ပမောင်းတအောင်မျိုးသားလက်မြောက်ရေးတပ်မတော် DNL ကတင်းကြံသိမ့်ပိုက်ထိန်ချုပ်ခဲ့တဲ့တီဘောမြို့ပေါ်ရှိတပ်များဆုတ်ခွာလိုက်ပြီးမြို့အပြင်ဘက်တရင်နေရာများအနီးမှာတိုက်ပွဲများဆက်လက်ဖြစ်နေတယ်လို့ DNL ပြောရေးဆိုခွင့်ရှိသူတွေ့ရကပြောပါတယ်။လောလောဆယ်မြို့ထဲမှာတော့စစ်ကောင်စီကဝင်ရောက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ကျမတို့ကတော့မြို့ပြင်ဘက်မှာတက်ဆုံနေတဲ့အခြေအနေပါ။မြို့ပြင်မှာတော့ခမရ903နဲ့904ဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ပြောပါတယ်။ ီဘောမျိုးပေါ်ကိုယမန်နေ့ညနေပိုင်းကတည်းကဝင်းရောက်ရှင်းလင်းတိုက်ခိုက်နေတာဖြစ်တယ်လို့စစ်ကောင်မရှင်ဘက်ကသတင်းထုတ်ပြန်ထားသလိုစစ်တပ်ထောက်ခံတဲ့ Telegram Channel များမှာလည်းစစ်တပ်စစ်ကြောင်းများတီဘောမျိုးတွင်သို့ဝင်ရောက်လာတဲ့ဓာတ်ပုံများဇက်တိုက်ဖော်ပြနေပြီးမြို့ကိုပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့ပြင် DNL ပူးပေါင်းတပ်ဖွဲ့တွေကမြို့ပေါ်ရှိအချင်းဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးမှူးရုံး၊မြေစင်ရုံး၊တီဘောဟိုတယ်အပါအဝင်ဌာနဆိုင်ရာရုံးချုပ်ကိုမိရှို့ထွက်ပြေးသွားတဲ့အတွက် စစ်တပ်ကမြို့ရင်းကိုဝန်ရောက်ရှင်းလင်းခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။တီဘောမြို့ကို DNA ကယမန်နဲ့အော်တိုဘာ၁၂ရက်မှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးပြည်သူများအားစစ်တပ်အုပ်ချုပ်မှုအောက်မှလွတ်မြောက်စေခြင်းတော်လဲအခက်အခဲများနဲ့စိန်ခေါ်မှုတွေကြောင့်လက်တလောဆုပ်ခွာနေရတဲ့အခြေအနေဖြစ်တဲ့အတွက်လူမှုအနေနဲ့လုံခြုံရေးအထောက်အကူဆိုင်ကြဖို့ DNA ပြောရေးဆိုခွင့်ရှိသူလွေရီဦးကအခုလိုပဲပြောပါတယ်။လူမှုအနေနဲ့လုံခြုံရေးကူဆိုင်ဖို့လိုတဲ့စစ်ကောင်စီကဝင်လာပြီဆိုတော့စစ်စေးမင်းများနာမျိုး အတင်းအဓမ္မစူးစောင်းတာမျိုးရှိနိုင်တယ်။လူတို့အတွက်ကတော့တတ်နိုင်သလောက်အထူးဂရုစိုက်ဖို့လိုတယ်။စစ်ကောင်စီထိန်းချုပ်မှုအောက်ကကင်းလို့စေခြင်းနဲ့တစ်ဖက်မှာလည်းကျမတို့ဘက်မှာစိန်ခေါ်မှုတွေနဲ့အခက်အခဲတွေရှိနေတဲ့အကြောင်းပြောပြထားပါတယ်။ဒီလိုအစိုးရကြောင်းဝင်ဖိအားပေးမှုကြောင့် TNL နဲ့ဆက်တဲ့အကြောင်းတရုတ်နိုင်ငံကိုမျိုးမျိုးမှာတွဲဆုံဆွေးနွေးမှုများရှိနေတဲ့အကြောင်းမှာရှမ်းပြည်မြောက်ပိုင်းရှိ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိုးစစ်ဆင်ကောင်နောင်ချိုမြို့နဲ့ကြောင်မဲမြို့တို့ပြီးနောက်တီဘောမြို့အားထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ယခုအော်တိုဘာလာအတွင်း TNL နဲ့စတဲ့ကြားတရုတ်နိုင်ငံမှာထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိတော်လဲတွေ့ဆုံမဲ့နေ့ရက်အပါအဝင် မြို့သည့်အကြောင်းအရာမှကြိုတင်မပြောနိုင်သေးကြောင်းလဲ TNL ဘက်ကပြောပါတယ်တရုတ်ရဲ့ဖိအားပေးမှုကြောင့်ရှမ်းမြောက်ဒေသမှာ၁၀-၂၀ခွန်စစ်စီရပ်ဆိုင်းသွားသည့်အခြေအနေမှာနောင်ချိုမြို့နယ်တောင်ခမ်းဒေသမှာဆ ாய் ၍တံပြန်ထိုးစစ်ဆင်လာတဲ့စစ်တပ်ကယခုနှစ်ဇူလိုင်၁၆ရက်နေ့ကနောင်ချိုမြို့နယ်အားသိမ်းပိုက်ပြီးတဲ့နောက်ကြောင်မဲမြို့ကိုအော်တိုဘာတရက်နေ့မှာပြန်လည်သိမ်းပိုက်ခဲ့တာပါ ဒီဘောမျိုးမှ DNA တမျိုးဆုတ်ခွာပြီးတဲ့နောက်မြို့အားထိန်းချုပ်နိုင်ခဲ့တဲ့စစ်တဲ့အနေနဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်လာနိုင်ခြင်းရှိမရှိမှာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့လည်း DNA ဘက်ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်တဲ့အနေနဲ့ဒီဘောမျိုးအားထိုးစစ်ဆင်နေတဲ့တပြိုင်တည်း DNA ထိန်းချုပ်ထားရမိုးကုံမျိုးဘက်ကိုလည်းစစ်ကြောင်းထိုးတိုက်ခိုက်မှုများရှိနေတဲ့အပြင်မန်တုံ၊မိုင်းငော့၊မိုင်းလုံ၊နတ်ဆန်၊နတ်မတူမိုးမင်းနဲ့မိုးကုံမျိုးတို့အားနေ့စဉ်ဒီပါလေးချောင်းကပုံကျဲတိုက်ခိုက်လျက်ရှိနေပါတယ်။ ရမနေမနေ့ရှင်းနိုင်ခန်းကလည်း DNA ထိန်းချုပ်ရာနတ်ဆန်မျိုးနဲ့ဟိုမုံရွာနဲ့နံပါတူမျိုးအာထကတေချောင်းဒီကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာနှုတ်ဦးသေးဆုံးက6ဦးဒဏ်ရာရခဲ့ပြီးအိမ်နဲ့စာသင်ကျောင်းဆောင်များပျက်စီးခဲ့ရတယ်လို့လည်း DNA ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောပါတယ်စစ်တပ်အနေနဲ့ DNA ထိန်းချုပ်ရာမျိုးဝများပေါ်ကိုအော်တိုဘားလာတရနေ့မှာ16ရက်နေ့အတွင်း၄ကျောင်းတိုက်ခိုက်မှု25ကြိမ်ပြုလုပ်ခဲ့ပြီးကလေးငယ်9ဦးအမျိုးသား10ဦးအမျိုးသမီး10ဦး စုစုပေါင်း29ဦးသေဆုံးခဲ့ရပြီးကလင်းငယ်17ဦးအပါအဝင်36ဦးဒဏ်ရာရကနေအိမ်108လုံး၊စာသင်ကျောင်း3ကျောင်း၊ဖုန်းကြီးကျောင်း2ကျောင်းနဲ့အဆောက်အဦများပျက်စီးခဲ့ရတယ်လို့ DNL ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။